မင်္ဂလာပါ ISP Podcast ကနေကြိုဆိုပါရစေ ISP Podcast မှာ ISP မြန်မာကထုတ် వే တဲ့သုတေသနစာရန်းတွေကို တင်ဆက်ပေးနေပါတယ် ISP Colon ကဏ္ဍကဆောင်းပါးတချို့ကိုလည်း Podcast အဖြစ်ရွေးချယ်တင်ဆက်သွားမှာဖြစ်ပါတယ်ဒီတစ်ခေါက်မှာတော့စာမှုရှင်အေမီရေးသားထားတဲ့လူချမ်းသာများအသာဖြည့်သည့်စင်ရဲတွင်ကညဉ့်ဉန်းရုပ်တန်းဆိုတဲ့ ISP Colon ဆောင်းပါးကို နားဆင်ပြကြပါအောင်ရှင်။ ဖုံးကိုညဉ့်ဉန်းရုတ်တံလို့ခေါ်ပြီးမြန်မာနိုင်ငံမှာတရားမဝင်တဲ့တားမြစ်ထုတ်ကုန်ပါအရင်ကအခွေဆိုင်တွေမှာခိုးကြောင်ခိုးဝက်ပဲဝဲကြည့်ရရကနေအခုတော့အပြေးအလွာရှာစရာမလိုပဲအင်တာနက်ကလေးရှိုံနဲ့မိုဘိုင်းဖုန်းတွေထဲအလွယ်တကူကြည့်လို့ရပါတယ်ညဉ့်ဉန်းရုတ်တံဆိုတာတွေထဲမှာလူအဖွဲ့စည်းကမမြင်သင့်မမြင်အပ်ဘူးလို့သတ်မှတ်ထားတဲ့လူတွေရဲ့ကိုရေးကိုရာကိစ္စရက်တွေ ပါပါတယ် ကာမကိစ္စရိအကြောင်းပွင့်လင်းစွာပြောခွင့်မရှိတဲ့ယဉ်ကျေးမှုထွန်းကားတဲ့မြန်မာနိုင်ငံလိုနိုင်ငံမှာညဉ့်ဉန်းရုပ်တံဟာပိုအမြင်ရိုင်းပါတယ်။လိမ့်စိတ်ကိုအာသာဖြေတဲ့ညဉ့်ဉန်းရုပ်တံဖြန့်ဝေတာဟာမြန်မာနိုင်ငံမှာဥပဒေအရကြည်ရင်လဲတရားမဝင်ပါဘူး။ဒါပေမဲ့အာနာသိမ့်ပြီးနောက်မှာတော့ဥပဒေအရတရားဝင်ပြီးမြမယဉ်ကျေးမှုရအမြင်လဲမရိုက်တဲ့ညဉ့်ဉန်းရုပ်တံအမျိုးအစားတစ်ခုကို လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာတွင်တွင်ကြဲကြဲတွေ့လာရပါတယ်။အဲ့ဒီတရားဝင်တဲ့ညဉ့်ဉန်းရုပ်သံတွေမှာတော့တတရရဇက်ဝင်ခန်းတွေမပါသလိုကာမကိစ္စတွေလည်းမပါပါဘူး။ဒီညဉ့်ဉန်းရုပ်သံတွေကိုကြည့်ပြီးလူတွေဟာဘယ်အရာပေါ်မှာအာသာဖြေကြတာလဲ။ဒါကတော့ poverty porn လို့ခေါ်တဲ့စင်းရဲမှုညဉ့်ဉန်းရုပ်သံတွေပါပဲ။ပျက်စီးယူရင်းနေတဲ့လူအဖွဲ့အစည်းမှာ လူသားတွေဟာ လူသားဆန်မှုလက်ကျန်လေးကို အာသာဖြည့်ဖို့ကြိုးစားကြပါတယ်။ဒီလိုအာသာဖြည့်နိုင်ဖို့ poverty fund တွေကို ကြည့်ကြပါတယ်။ poverty fund ဆိုတာလူအတိုင်းဝိုင်းရဲ့ဆင်းရဲမှုနဲ့တောကတွေကို အလွန်အကျူးချဲ့ကားဖော်ပြပြီးလူတွေရဲ့တနာညာတာစိတ်ကို ထောင်ချောက်လူဖမ်းယူ အကူအညီရှာဖွေထားတဲ့ရုပ်ပုံနဲ့ဗီဒီယိုတွေကိုဆူလိုတာပါ။ poverty fund ဆိုတဲ့စကလုံးဟာ1982ခုနှစ်ကရေးသားခဲ့တဲ့တက်ကြွလှုပ်ရှားသူ Jorgen Lisner ရဲ့စိတ်ဆင်းရဲတောကကိုရောင်းဝယ်ကြသူများဆောင်းမမှာပထမဆုံးပါဝင်လာတာပါ။အဲ့ဒီအချိန်ကအာဖရိကရဲ့အစာငတ်မှုခေါင်းမမှုကပ်ပြီးကြောင်းအာဟာရပြတ်လတ်နေတဲ့ကလေးငယ်တွေရဲ့ပုံတွေဟာဖွံ့ဖြိုးပြီးနိုင်ငံတွေမှာခေတ်စားလာတဲ့အချိန်မှာလူသားချင်းစာနာမှုအကူအညီတွေပေးတဲ့အဖွဲ့အစည်းတွေဟာ ကလေးတွေရဲ့အစာအာဟာရချို့တဲ့နေတဲ့ပုံတွေကိုသုံးပြီးလူတွေရဲ့တနာစိတ်ကိုမြားခေါ်ကရံမုံငွေရှာကြပါတယ်။လူတန်းပေါင်းများစွာရဲ့ရင်နှင်းကိုရိုက်ခတ်စေတဲ့ဒီပုံတွေကိုဂျော့ကန်လစ်စနာကတော့ညဉ့်ဉန်းရုပ်ရှင်တွေနဲ့ခိုင်းနိုင်ခဲ့ပါတယ်။လူတဦးရဲ့ဒုက္ခဝေဒနာဟာလိမ်မှုကိစ္စလို့တိမ်ဝှေ့ပြီးကိုယ်ရင်းကိုယ်ရာဆန်တယ်လို့သူကဆိုပါတယ်။ဒီလိုဒုက္ခဝေဒနာကို လူပေါင်းများစွာကြည်ဖို့ရိုက်ကူးချပြတာဟာလူကျင်ဝင်နဲ့မညီဘူးလို့သူကဝေဖန်ပါတယ်။ poverty phone တွေဟာအာဖရိကရဲ့ငတ်မွနေတဲ့ကလေးတွေဆင်းရဲမွဲတေမှုနဲ့ကျိုးပင်နေတဲ့အိမ်တွေအကြောင်းပဲချခင်ထားကြပါတယ်။ရရောမှုပေါ်ရွေပြူငါမှုယဉ်ကျေးမှုနဲ့ဇွဲလုံးလာရီစတဲ့သူတို့ ချမ်းသာတဲ့အရာတွေကိုတော့လစ်လျူရှုခဲ့ကြတယ်လို့သူကဆိုပါတယ် တကယ်တမ်းတော့လူတွေရဲ့တရားစိတ်ကိုနိုးဆွဖို့ poverty fund တွေလိုပါတယ်။လိမ့်မှုကိစ္စတွေမှာအာသာဖြည့်ဖို့လိုအပ်တယ်လို့ poverty fund တွေကနေတဆင့်လူတွေဟာသူတို့ရဲ့လူသားဆန်မှု လက်ကျန်လေးကိုတတတနဲ့ကြည်ရင် အာသာဖြည့်ကြတယ်။တနာညာတာစိတ်နဲ့ပေးကမ်းစွန့်ကြဲကူညီထောက်ပံ့ခြင်းကိုတံမိုရိုက်တင် जा ခံရတဲ့မြမလူအဖွဲ့အစည်းမှာဒီလိုအာသာဖြည့်ရတာကိုပုံမှန်မောတက်ကြပါဗျ။ တစ်ဖက်မှာလည်းဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးပြီးမင်းဆိုးမင်းညစ်ပေါ်တဲ့တိုင်းပြည်မှာကဏ္ဍပေါင်းစုံကရိုးပေါက်တွေနဲ့ပျက်စီးနေတတ်ပါတယ်။ကဏ္ဍတိုင်းဟာအရက်ကူပါလူဝိုင်းမှာစေတနာဝန်ထမ်းအလူတကာတကာမတွေရဲ့ရေစီးကမ်းပြိုလှူဒန်းမှုနဲ့ပရဟိတလုပ်ငန်းတွေကိုမိခိုနေရပါတယ်။ကြောင်ကြွင်းပြက်နဲ့ဇရက်တောင်ပန်းကျိုးတို့တွေ့ကြတယ်လို့ပါပဲ။လှူဒန်းမှုလို့ဆိုရရင် နိဗ္ဗာန်အကျိုးမျှော်တဲ့တိုက်တွန်းချက်တွေမှာသာသနာကိုကာကွယ်ဆောင်ရှောက်နေတဲ့ဖျားသားတော်တွေအတွက်နောက်ဆုံးပေါ်ကားတွေနဲ့ဇိမ်ခံရွှေပလင်တွေလှူဒန်းဖို့ကိုပူပူတာတာအလေးပေးတိုက်တွန်းတက်ကြပါတယ်။ဒီလိုတိုက်တွန်းချက်တွေကိုကြော်လွန်ပြီးလှူဒန်းကြဖို့ဆိုတာစုပ်ပဲ့နှုံချတဲ့နေ့စဉ်ဘဝငရဲကိုတော်ယုံချပြယုံနဲ့မရပါဘူး။ ကြောင်းဆောင်လူရင်တိရိတုဒ္ဓမဘွဲအနှင်းခံရပေမဲ့စင်ရဲသားတွေကို ထမင်းတနက်လူရင်ဖြင့်အလူအမများမှာဘာပွဲ့များရနိုင်ကြမှာလဲဒီတော့အပြန်အဆိုင်အလူရှင်ရှာရတဲ့စင်ရဲတွင်းကလူမှုဘဝလိုအပ်ချက်တွေဟာ အရင်လိုအရက်ထဲမှာလက်လန်းမီယာနှိုးစော်ကြယုံနဲ့မလုံလောက်ကြတော့ပါဘူးတိုးတက်လာတဲ့ခေရစည်းဆောင်အတိုင်းလူမှုကွန်ရက်ပေါ်မှာကြီးညာမောင်းခတ်ရပါတယ် ကြည့်ရှုသူနားထောင်သူရှားတဲ့ခေပြက်သတင်းဌာနတွေကလည်းလူစိတ်ဝင်စားမဲ့ poverty phone တွေကိုအတော်လေးမျက်စိကျလာပါတယ်။စင်ရဲတွင်းကခလင်းငယ်တွေမတန်ဆွမ်းတွေတက်ကြီးရွယ်အိုတွေနဲ့နာမကျန်းဖြစ်သူတွေဟာအဲ့ဒီလိုမီဒီယာတွေရဲ့သားကောင်ဖြစ်လာပါတယ်။ဒီနေရာမှာအလူအမများကလည်းတရံတနီယာကနေနှလုံးလာမီးအိမ်ရှင်ယာရူးကိုဝင်းယူလိုကြပါတယ်။ အလို့အမနေနဲ့လူမှုမြေတာခံယူနိုင်ဖို့မီဒီယာစုံကြီးရှေ့မှာအင်တာဗျူးဖြေပြီးမှစွန့်ပစ်ခံကလေးငယ်ကိုခေါ်ယူမွေးစားပါတယ်လူပေါင်းများစွာရဲ့ထဲ့ဝင်လူရမ်းနဲ့ငွေတွေနဲ့အလူအမကခေါ်ယူမွေးစားနိုင်ပေမယ့်ကြောမွဲမိပါတွေကိုတော့ကို့သွေးကို့သားကိုစွန့်ပစ်နိုင်သူတွေဖြစ်ကြောင်းမီဒီယာတွေကကွက်ကွက်ကွင်းကွင်းရိုက်ကူးတင်ဆက်ပြပါတယ်ဒီဗီဒီယိုဖိုင်တွေကကလင်းငယ်တွေအတွက် စိတ်တံရဘလောက်ဖြစ်စီမလဲဆိုတာကိုတော့ဘယ်သူမှထည့်သွင်းစဉ်းစားပုံမပေါ်ပါဘူး။အရင်ခံစင်ရဲတွင်းကဘဝတွေဟာ ကုငွေလေးအနှဲငယ်ရနိုင်ဖို့ခစ်ပြက်မီဒီယာတွေနဲ့အလူအမှားတွေအတွက် လူကုန်တိတ်ခါကိုစတေးခံရင်ရွှေပုံပေါ်တရက်ဆန်ပြီးစင်ရဲတွင်းမှာရှိတဲ့မူရင်းဘဝကို ပြန်ဆင်းကြရပြန်ပါတယ်။အဆုံးမှာတော့ပိုနေမြဲကြားနေမြဲဒါပေမဲ့မောင်ပိုမှာတော့ရွှေတထုံနေ။ နိုင်ငံရဲ့ပျက်စီးနေတဲ့အခမ်းကဏ္ဍတွေကိုပြုပြင်ဖို့ဆိုတာအစိုးရရဲ့တာဝန်ပဲဖြစ်ပါတယ်။ခလေးတငယ်ကာကွယ်စောင့်ရှောက်ရေးဘိုးဘွားစောင့်ရှောက်ရေးမတန်ဆွမ်းပြုစုပျိုးထောင်ရေးရေဘေးတင်ပြန်လည်ထူထောင်ရေးစာရာတွေဟာပြည်သူ့ဗန္နာတွေနဲ့စီမံလေပတ်ရပါပဲ။အစိုးရတရက်ရဲ့တာဝန်တွေသာဖြစ်ပါတယ်။လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့တာဝန်လစ်ဟင်းမှုဟာ poverty ဖွန်းတွေ ပြန့်ပွားဖို့အဓိကမိစားဖြစ်ပါတယ်။ညဉ့်ဉန်းရုပ်တံဆိုတာဆွဲလန်းစေတတ်တဲ့သဘောရှိသလိုဆွဲလန်းမိရင်လည်းဖျက်ရခက်ပါတယ်။မြမလူပေါင်းအဖွဲ့အစည်းမှလည်း poverty ဖွန်းတွေခန့်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 အမြင့်တွယ်နေပါပြီ။ဂုံတိတ်ခါကိုခြာနှင်းထားတဲ့ poverty ဖွန်းကလာတဲ့စာနာမှုတွေဟာလူမှုပြည်တနာကိုဖြည့်ရှင်းဖို့စစ်မှန်တဲ့နည်းလမ်းမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာဘာကူညီမှုညာကူညီမှုအသင်းတွေအင်မတန်ပေါ်ပါတယ်။ဒါကိုစာရေးဆရာတွေကမိခင်တို့မထွက်ဆုံးရွာကနို့မဟုတ်အယောင်ရဆုံးပဲလို့သုံးသက်ပြောဆိုကြပါတယ်။မြန်မာနိုင်ငံမှာမိခင်တို့ရေတွေဘယ်အထိဆက်ပြတ်လက်နေအောင်မှာလဲ။ poverty ဖုံးတွေဘယ်အထိဆက်လက်ပြန့်ပွားနေမှာလဲ။လူကယ်ပြန်ကို မကယ်နိုင်သေးသူရေတော့တင်လူတဲ့အကူတဲ့အခါမှာ သင့်ကင်မရာနဲ့လူဒုမြတ်တာ ခံယူလို့စိတ်ကိုအိမ်မှာခြံခဲ့ခြင်းဖြင့်အမြင်ရိုင်းတဲ့ property ဖုံးတွေပြန့်နှံ့နေမှုကိုဟန်တာကာကွယ်ပေးစေလိုပါတယ်။ဒါကတော့စာမှုရှင်အေမီရဲ့ကော်လံစောင်းမကို တင်ဆက်ခဲ့တာဖြစ်ပါတယ်။ ISB ကော်လံကိုစာမှုတွေပေးပို့နိုင်ပါတယ်။စာမှုပေးပို့ရန်လမ်းညွှန်ချက်ကို isbmyanmar.com မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ ISP podcast ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်